င်ဝဲတယ်ဟာဒေါ်လာဘယ်နှတန်းနဲ့အင်ဝဲလိုက်တယ်โอเคမသိတဲ့လူတွေကမြန်မာပြည်ကလူတွေကမသိလို့အကျွေးစနစ်ကိုမသိလို့ပြောတယ်ဆိုခံစားသေးတယ်နော်အားကြောင့်ဒီလိုကိစ္စရက်တွေကိုစိတ်ပြတ်ပြီးနားလိုက်တာလေဆိုတော့နော်ရမုံငွေရှာတဲ့ကိစ္စရက်ကိုဘာလို့နားလိုက်တာလဲဆိုတော့ရန်သူကြောင့်မဟုတ်ဘူးကိုယ့်ဘက်ကအဲ့လိုမျိုးသူ့ခွဲရလွယ်တဲ့လူတွေကြောင့်သူ့ခွဲရလွယ်တဲ့လူတွေရဲ့စော်ကားတဲ့ဇာတ်ကားတွေကြောင့်နော်ကျွန်တော်တို့ကျွန်တော်တို့ဘယ်တော့မှအဆုံးမမှတ်မိနေမှာကဇာတ်ကားတခုရှိတယ်ပေါ့နော်ကျွန်တော်တို့အဆုံးမမှတ်မိနေမှာကရန်သူရဲ့ဟာတိတ်တန်နေမဟုတ်ဘူး ကိုဘက်ကပါဆိုရဲလူတွေရဲ့နှုတ်ဆက်နေနိုင်မှုပဲအဲ့တော့ကျွန်မဘက်ကလည်းအခုကနှုတ်ဆက်နေတဲ့လူတွေကိုအပြစ်မပြောပါဘူးအပြစ်လည်းမပြောတယ်လို့အပြစ်လည်းမမြင်ဘူးကျွန်မဒီ variation လုပ်ငန်းနေနားလိုက်ပြီဆိုတော့တချို့ကပြောကြတယ်အာဟိုလူကြောင့်အညူကြီးကြောင့်ဟာဟိုဆယ်လီတွေကြောင့်ဒီဆယ်လီတွေကြောင့်ဟိုဆယ်လီတွေဝင်မကပြီလို့ဒီဆယ်လီတွေဝင်မကပြီလို့မဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်မဘာကြောင့်တကယ်နားလိုက်တာလဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးရနာရတဲ့အကြောင်းတန်ဆယ်လို့ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ တော့ဒီနေ့ဘာဖြစ်နေလဲဆိုကြည့်လိုက်တော့ကိုလင်းလင်းတို့အိမ်ဝယ်လို့တဲ့ကလန်နာကြပေါ့ဟုတ်တယ်မလားကလန်နာကြတိုက်ခိုက်မှုတွေတယောက်ပြီးသွားရင်နောက်တစ်ယောက်လာမှာပဲနော်အမ်ဒီလိုပဲအဲ့အရာတွေကိုလည်းကြိုတင်မှန်းဆမိပါတယ်ဒီလိုပဲတော်လန်ရေးတဲ့လူတွေတော်လန်ရေးတဲ့လူတွေကိုချင်းချင်းနဲ့မှစိတ်မထားနိုင်တဲ့ယူရည်ပြင်မလားစိတ်မထားနိုင်တဲ့ယူရတော့ဒါမျိုးဟိုဘက်ကတိုက်ကွက်တည်းရတောက်လျှောက်လာမှာပါပဲကျွန်မလည်းအများကြီးတောင်းခံခဲ့ပါတယ်ကိုရီးယားကဇာတာလီးကဆောင်းရမ်းကောင်းတာပေါ့နော်ဇာတာလီးကဘယ်လိုကောင်းလဲဆိုတော့ အမေရိကကိုရောက်တယ်အမေရိကကိုရောက်သွားလို့ဆိုဆဲခံရတော့ကလည်းပန်ဆယ်လို့ထိတ်ဆုံးကပွေးတော်ဦးဟုတ်ပါဘူးကလည်းဘသူ့ကိုမှကိုယ့်ဘက်ကလူတွေကိုပမန့်စီတယ်မှာကိုယ့်ဘက်ကလူတွေကိုဘသူ့ကိုမှဘာအဖြစ်ကလေးကိုမှမမြင်တာသိရမလားလူပီပီတတ်တာတွေအဲ့လိုမျိုးပေါ့နော်ခန်းစားချက်တွေရှောက်တွင်းမယ်ဆိုလို့ရှိရင်တော့စိတ်ဆိုးစိတ်ကောက်ဖြစ်စရာတွေကတော့အများကြီးပေါ့ဒါပေမဲ့မလိုဘူးလीနော်ကျွန်တော်တို့ဒီဒီတော်လန်ကြီးကဘသူ့အတွက်ကြောင့်မှ ဘသူကြောင့်မှပါဝင်လာတာမဟုတ်ဘူးကိုခံယူချက်ကိုခံစားချက်နဲ့ပါဝင်လာတာအဲ့တော့ဘသူမှလည်းစိတ်ကောက်စရာမရှိဘူးဘသူမှလည်းစိတ်ဆိုးစရာမရှိဘူးဒါမဲ့ဒီမှာထောက်ပြတာပေါ့နော်ကျွန်တော်တို့ဒေါ်လန်ကြီးတွေကလူတွေမစည်းလုံးတွေ၍နော်မစည်းလုံးတွေ၍အချင်းချင်းကိုလူလို့မခံစားနိုင်တွေ၍ဒီလိုကိစ္စတွေကတစ်ခွက်ပြီးတစ်ခွက်လာမှာပဲတစ်ခွက်ပြီးတစ်ခွက်ကိုလာမှာဒါအရန်ရှင်းတဲ့ကိစ္စပဲကျွန်တော်တို့ဆိုလို့ရှိရင်ဒါကျမရဲ့ကံလေးပေါ့နော်ကျမကံလေးကအရန်ကောင်းတယ်နော်ဒေါ်လန်ကြီးတွေမှာထီကနန်းဆိုရင်ထိတ်ဆုံးကကိုပဲ ထိတ်ဆုံးအစဲခံလာထိတ်ဆုံးကအစဲခံလာကိုပါပဲအမေရိကကိုရောက်လာလို့ဆိုပြီးတော့အစဲခံတော့ကလည်းကိုပဲနော်ပထမဆုံးပထမဆုံးစစဲခံတာကိုပဲနောက်လေကြာလေကြာရောအဲ US ကိုအဲ့ဒီကိုကို US ရောက်သွားလို့ဆိုပြီးဆဲတဲ့သူတွေကိုတိုင် US ကိုရောက်လာတဲ့အထိအဲ့ကြတော့ဘယ်သူမှ US ရောက်လာလို့ဘယ်သူမှဆဲမဲ့သူမရှိတော့အဲ့တော့ဒါမှမဟုတ်ဘယ်သူမှအစဲမခံဘဲနဲ့ထိတ်ဆုံးမှစစဲခံပါတယ်အမေရိကမှာအိမ်ဝဲတယ်နော်အိမ်ဝဲတယ်ဟာဒေါ်လာဘယ်နှတန်းနဲ့အိမ်ဝဲလိုက်တယ် Okay မသိတဲ့လူတွေကမြန်မာပြည်ကလူတွေကမသိလို့အကျွေးစနစ်ကိုမသိလို့ပြောတယ်ဆိုခံစားသေးတယ်။နော် US က US မှာနေတာဖိမွေးဖြူနေတဲ့ဂရုကြီးများကျွန်မကျွန်မမျက်နှာအမြင်အခုဒီလိုပဲဒီလိုရုပ်ပဲဘာဖြစ်လဲသိလားရှင်နေတာထိုင်ရှင်နေတာနော်အဲ့လိုလူတွေနဲ့ရှေ့ဆန်နိုင်ကြပါစေလို့နော်အဲ့လိုလူတွေနဲ့ဒီဒေါ်လာရေးကြီးအောင်မြင်ပါစေပေါ့နော်ဒီဒေါ်လာရေးကြီးအောင်မြင်ပါစေအဲ့လိုစိတ်ဓာတ်တွေမွေးမြူပြီးတော့နော်အဲ့လိုစိတ်ဓာတ်တွေနဲ့အချင်းချင်းဂရုတွေဖွဲ့ကြဂရုတွေဖွဲ့ကြ ပြောမရင်ဒါတွေပြောရင်ဒေါရီပါမယ်ပေါ့နော်မပြောပါဘူးအဲ့လိုမျိုးစိတ်ဓာတ်တည်နေဒီကြော်လန်ကြီးအောင်မြင်ဖို့အတွက်ကျမတို့တက်နိုင်ရနေရအကျိုးစားနေမှာပဲနော်ဒါမဲ့ဒါကကိုတယောက်တည်းလှုပ်ဆောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးလေဟုတ်တယ်မလားအဲ့တော့ပြုံပြုံလေးပေါ့နော်ပြုံပြုံလေးပေါ့ကျမတို့ပြုံပြုံလေးပါလေအဲ့တော့တော်လန်ကြီးမှဒါလိုပဲဆက်လာကြအောင်ပါပန်ဆယ်လိုကိစ္စပြီးသွားလို့ရှိရင်ပန်ဆယ်လိုတော်လန်ကြီးကိုငွေရှာမပေးတော့ဘူးဆိုရင်တော်လန်ကြီးကိုငွေရှာပေးနေတဲ့နောက်ထပ်တစ်ယောက်ကဘယ်သူလဲအဲ့လူစီရောက်လာလိမ့်မယ်အဲ့လူကတော်လန်ကြီးကိုငွေရှာမပေးတော့ဘူးဆိုလို့ရှိရင် နောက်ထပ်ဒေါ်လာယူငွေရှာပေးနေတာဘယ်သူလဲအဲ့လူစီထိုက်ရောက်လာလိမ့်မယ်နော်ငါအနေတိုင်းမထက်အောင်နင့်ပြဲပြနေလို့လားဟင်ငါအနေတိုင်းမထက်အောင်နင့်ပြဲပြနေလို့လားဂျိုင်းနာလိုသားရေနော်ဂျိုင်းနာလိုရေဒီလိုလောက်ကငါရှစ်ခေါက်ကျိုးပြီးအကောက်အကက်ထက်ထက်ထားလို့ရတယ်တရင်နိုးထပြောရင်တော့လည်းလုံးထက်ဂျိုင်းနေလည်းလုံးထက်ဂျိုင်းအောင်ပြောနိုင်တယ်အဲ့တော့ဒီမှာပြောချင်တာကလို့အမ်တစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်လာမှာပဲ တည်ရမလားတယောက်ပြီးတယောက်လာမှာဒီတယောက်ပြီးသွားလို့ရှိရင်တော်လိုင်းကြီးမှာနောက်ထပ်ငွေရှာပေးနေရဘယ်သူလဲအဲ့တယောက်တိုက်ခိုင်းမှာပဲအဲ့တယောက်မရှိတော့ရင်နောက်ထပ်တော်လိုင်းကြီးမှာငွေရှာပေးနေရဘယ်သူလဲအဲ့တယောက်ကိုတိုက်ခိုင်းမှာပဲအဲ့တော့အဲ့ဒါကစိတ်ဆိုးစရာလားဆိုစိတ်မဆိုးပါဘူးအဲ့ဒါကြတော့တို့ကတို့အလုပ်တို့လုပ်နေတာကျွန်တော်တို့ဘက်ကလူတွေကကိုယ့်အလုပ်ကိုမလုပ်ကြတာနော်ကျွန်တော်တို့ဘက်ကလူတွေကကိုယ့်အလုပ်ကိုကိုမလုပ်ကြတာကိုယ့်အလုပ်ကိုမလုပ်ဖဲနဲ့အာငါတို့တော်လိုင်းကြီးပတာချင်းဆိုတဲ့စိတ်မျိုးဒီတော်လိုင်းကြီးမှာဘယ်လိုခံစားချက်တွေနဲ့လုပ်နေတယ်ဆိုတော့ခုခံစားချက်ကိုကိုမြင်အောင်ကြည့် ကိုခန်းစားချက်ငါတော်မှဒီလိုခန်းစားရတယ်ဒီလိုနိုင်ခြင်းသူတို့လိုလူတွေကလည်းနိုင်ကျင်ပါပဲသူတို့လူတွေကလည်းသူတို့စွမ်းတလောက်ကြိုးစားနေကြမှာပဲဆိုတာမျိုးမယုံကြည်ပဲနဲ့တစ်ဖက်ကသွေးထိုးတိုင်းမှာဟုတ်ဟုတ်မှာပေါ့ तू ကအဲ့လိုမျိုးဖြစ်မှာပေါ့ဆိုတဲ့အဲ့လိုလူမျိုးတွေကြောင့်အဲ့လိုလူမျိုးတွေကြောင့်ကျမနားလိုက်တာအဲ့ဒါအဲ့အခုကျမ fan raising ကိစ္စရတယ်အပီးတိုင်းနားသွားတာကနော်တက်တယ်ပဲကြီးကမှနည်းနည်း fee ဖြစ်လာလို့ပြောလိုက်မယ်နော်မပြောတော့ဘူးလို့နေတာတိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်မဟုတ်တိုက်ခိုက်ကြတဲ့ကောင်တွေကြောင့်ရက်လိုက်တာမဟုတ် fan reason ကိစ္စရက်တွေကျွန်မတော်လိုင်းရက်နားတော့မှာမဟုတ်ဘူးเนาะဆက်ရှိနေမှာเนาะတော်လိုင်းရက်ကိစ္စရက်တွေကျွန်မတတ်နိုင်တာတွေကျွန်မလိုအပ်တာတွေလုပ်သမျှတွေကျွန်မလုပ်နိုင်တာမှန်သမျှလုပ်နိုင်နေနေရလုပ်နေ ਉ မှာတော်လိုင်းရက်လုံးဝနားတော့မှာမဟုတ်ဘူးဒါမဲ့တော်လိုင်းကြီးမှာကျွန်မရဲ့ကျွန်မအတက်နိုင်ဆုံးကျွန်မအတက်ဆုံးပေါ့เนาะကျွန်မအအောင်မြင်ဆုံးဆောင်ရွက်နိုင်ခဲ့တဲ့အရေးချင်းကိုကျွန်မရက်လိုက်တာအဲ့ဒါဘာကြောင့်လဲဆိုတော့တိုက်ခိုက်ကြတဲ့ကောင်ကြီး၆ောင်းလို့တချို့ကထင်ကြနေမယ်မဟုတ်ဘူးတိုက်ခိုက်ကြတဲ့ကောင်ကြီးတော့မဟုတ်ဘူးအဲ့ကောင်ကြီးကသူတို့လှုပ်သူတို့လှုပ်တာသူတို့လှုပ်သူတို့လှုပ်တာအတွက်စိတ်မဆိုး ဘာဖြစ်လို့လဲဆိုတော့သူတို့ကကျမတို့ကိုဝင်တိုက်ခိုက်လို့ရှိရင်သူတို့စကွဲတပြီပိုးလေးရမယ်နော်အဲ့လိုမျိုးအဲ့လိုမျိုးကောင်းစားတယ်ကျမဘာကြောင့်နားလိုက်တာလဲဆိုတော့အဲ့ကိုဘက်ကလည်းပြီးတော့တော်လန်ကြီးဘက်သားပါတော်လန်ကြီးကတည်းကလူတွေပါလို့ပြောပြီးတော့တော်လန်ကြီးတွေကလူအချင်းချင်းငါတို့အချင်းချင်းဆိုရစိတ်ကိုမထားနိုင်တဲ့လူတွေကြောင့်နော်ငါတို့ကတော်လန်ကြီးအောင်ချင်တယ်သူကတော့အောင်ချင်မှာမဟုတ်ဘူးလို့တွေးပြီးတော့နော်သူကတော့အဲ့လိုဖြစ်မှာပေါ့သူကတော့အဲ့လိုမျိုးစိတ်ရှိမှာပေါ့သူကဒါကြောင့်ဒီလိုဖြစ်လာတာနေမေဆိုတော့ နော်အဲ့လိုမျိုးအလကားရတဲ့ထင်မြင်ယူဆချက်တွေနဲ့ကိုယ့်ရဲ့အုံနောက်ကိုမသုံးဘဲနဲ့သွေးခွဲတိုင်းပါထက်တဲ့နော်လင်းနေရရင်းတဲ့ကောင်လေးကြောင့်အဲ့လိုလူတွေကိုစိတ်ကုံလို့ရလိုက်တာကျွန်မဘယ်တော့မှရန်သူပဲချောင်းမကြည့်ရန်သူစိတ်မဝင်စားရန်သူကရန်သူလို့လုံးမှာပဲရန်သူကရန်သူအလုပ်ကိုလုံးမှာပဲဆက်လက်တော့အောင်ပါဆက်လက်တော့မှာအခုပန်းစိလိုတော်လင်ကြီးမှာရငွေရှာတဲ့ကိစ္စတွေရက်သွားပြီရန်နာလိုက်ပြီဆိုလို့ရှင်နောက်ထပ်ငွေတော်လင်ကြီးငွေရှာပြီးနေတဲ့သူရှာပြီးတိုက်ခိုက်လိမ့်မယ်နော်ဘယ်နဲ့ရက်မှတော့မကြောက်အခုထပ်လာပြီ ဲ့တော့ဒါကကျမကကောင်းပါတယ်ဒါကိုကောင်းနေကြိုက်တယ်လို့ပြောနေမှာမဟုတ်ဘူးဒီလိုမျိုးဝါဒဖြန့်ချိမှုတွေလည်းကျမဘာသာတတ်နိုင်သမျှတုံ့ပြန်သွားအောင်ပါနော်တတ်နိုင်သမျှပြန်ပြီးတော့တံပြန်သွားအောင်ပါပဲဒါမဲ့ဘာကြောင့်ဒီလိုကိစ္စရက်တွေကိုစိတ်ပြက်ပြီးနားလိုက်တာလဲဆိုတော့နော်ရမုံငွေရှာတဲ့ကိစ္စရက်ကိုဘာလို့နားလိုက်တာလဲဆိုတော့ရန်သူကြောင့်မဟုတ်ဘူးကိုဘက်ကအဲ့လိုမျိုးသွေးခွဲရလွယ်တဲ့လူတွေကြောင့်သွေးခွဲရလွယ်တဲ့လူတွေရဲ့စော်ကားတဲ့ဇာတ်ကားတွေကြောင့်နော်ကျွန်တော်တို့ကျွန်တော်တို့ဘယ်တော့မှအဆုံးမမှတ်မိနေမှာကဇာတ်ကားတစ်ခုရှိရပါတော့နော်ကျွန်တော်တို့အဆုံးမမှတ်မိနေမှာက ရန်သူရဲ့ဟာတိတ်တန်နေမဟုတ်ဘူးနော်ကိုဘက်ကပါဆိုရဲလူတွေရဲ့နှုတ်ဆက်နေနိုင်မှုပဲအဲ့တော့ကျမဘက်ကလည်းအခုကနှုတ်ဆက်နေတဲ့လူတွေကိုအပြစ်မပြောပါဘူးအပြစ်လည်းမပြောတယ်လို့အပြစ်လည်းမမြင်ဘူးကျမဒီ variation လုပ်ငန်းနေလိုက်ပြီဆိုတော့တချို့ကပြောကြတယ်အာဟိုလူကြောင့်အညူကြီးကြောင့်ဟာဟိုဆယ်လီတွေကြောင့်ဒီဆယ်လီတွေကြောင့်ဟိုဆယ်လီတွေဝင်မကပြီလို့ဒီဆယ်လီတွေဝင်မကပြီလို့မဟုတ်ပါဘူးဟုတ်ပါဘူးကျမဘာကြောင့်တကယ်နားလိုက်တာလဲဆိုတော့အဲ့ဒီကိုဘက်ကပါဆိုတဲ့ ကိုဘက်ကပါလို့ခံယူထားပြီးတော့ကိုဘက်ကပါဆိုတဲ့စိတ်ကိုမထားနိုင်မင်းနဲ့သူများသွေးထိုးတိုင်းပါတတ်တဲ့လူတွေကြောင့်သူများသွေးထိုးတိုင်းယုံတတ်တဲ့သူတွေကြောင့်ကိုရဲ့ပင်ကိုမစ္စရီယာစိတ်ကိုနော်အလိုစိတ်အလိုလိုက်ပြီးတော့ဒေါ်လန်ကြီးကိုသိနေပန်းကြတဲ့ကောင်းကြီးကြောင့်နော်အားကြောင့်အဲ့တော့ထားလိုက်ပါဒါအခုအခုဒီမှာတရားလီပြီးတော့ပြောခဲ့ပါမယ်စခဏနေလဲစာနဲ့ရေးဦးမှာဘာလဲသိလားရန်သူကရန်သူပြပြတတ်တာလောက်ကြလိမ့်မယ်ရန်သူပြပြတတ်တာ ဆက်သွားကြပါလိမ့်မယ်။ကိုဘက်ကလူတွေကအဲ့လိုစောက်ပေါလုံနေတဲ့ရွေးတော့တော်လိုင်းကြီးမှာနော်လှုပ်ဆောင်နေတဲ့သူတွေအဲ့လိုတယောက်ပြီးတယောက်ပဲ့ကုန်ကြမှာပဲ။လူတွေရဲ့ခံနိုင်ရည်ဆိုတာ limit ရှိတယ်နော်။လူတွေကလူတွေလူတွေမှာပေါ့နော် limit ရှိတယ်။ပြီးခံနေဆိုတဲ့အရာမှာလည်း limit ရှိတယ်။ဥပိ္ပခပြုတ်လေဆိုတဲ့နေရာမှာလည်း limit ရှိတယ်။အရာအလုံးမှာ limit ရှိတယ်နော်။တော်လိုင်းကြီးထဲမှာရှစ်ထွက်ပြီးလှုပ်ဆောင်နေတဲ့လူတွေရဲ့ အခြေအနေရှေ့ထွက်ပြီးလှုပ်ဆောင်နေရတဲ့လူတွေရဲ့အန္တရာယ်ဒီစောက်ခွက်ကြီးတွေကိုပြပြီးလှုပ်ဆောင်နေရတဲ့သူတွေရဲ့ဖိအားတွေကိုမသိပဲနဲ့နော်ရန်သူကတွေးခွဲလိုက်တိုင်းမှာဟုတ်မှာပေါ့ဟုတ်မှာပေါ့ဆိုတဲ့လူစားတွေအဲ့လိုလူစားတွေကြောင့်နောက်ဆုံးတက်တယ်ပဲပြောမယ်နော်စကားကုန်ပြောမယ်ဒီတော်လန်ကြီးမအောင်မြင်ခဲ့လို့ရှင်အဲ့လိုလူစားတွေကြောင့်နော်ကိုကိုကိုအဲ့လိုလူစားတွေဖြစ်နေလားလို့ပြန်တွေးကျွန်မအကောင်းဆုံးတောင်းခံခဲ့တယ်ကျွန်မအကောင်းဆုံးရှေ့ဆက်ခဲ့တယ်နော်ကျွန်မအကောင်းဆုံးမိန်းမတယောက်အနေနဲ့ကျွန်မကျွန်မအသက်အရွယ်မိန်းမတယောက်အနေနဲ့တောင်းခံနိုင်တဲ့မြတ်အကောင်တောင်းခံခဲ့တယ် ဲ့ဒီ limit တွေကိုကျော်ပြီးတော့တောင်းခံခဲ့ရတယ်ကျွန်တော်တို့ကျွန်မတစ်ယောက်တည်းမဟုတ်ကျွန်မမိသားစုတစုလုံးเนาะကြိုးကြိုးဆားဆားနဲ့လုပ်ခဲ့တယ်เนาะပြီးတော့ကြိုးကြိုးဆားဆားနဲ့တင်းကြီးခံပြီးခဲ့တယ်အဲ့တော့အဲ့လိုလူသားတွေအဲ့လိုမျိုးနေထိုင်အဲ့လိုမျိုးရှစ်ထွက်ပြီးလုံနေကြရတဲ့လူတွေကိုเนาะနောက်ကနေပြီးတော့ထင်မြင်ယူဆချက်တစ်ခုတွေနဲ့เนาะကိုယ့်ရဲ့အငုံစိတ်ကိုယ့်ရဲ့ကိုယ့်ဘဝရဲ့မအောင်မြင်မှုတွေနဲ့เนาะငါကတော့ US ရောက်ပြီး220မှာအိမ်ဝင်နိုင်တယ်သူကဘာဖြစ်လို့နှစ်နှစ်အတွင်းမှာဝင်နိုင်ကလေးအဲ့လိုကိုယ့်ရဲ့ mystery ရစိတ်အခံကြောင့်ဖြစ်လာတဲ့ အရာတွေမှာတော့ကျမတို့မှာတာဝန်ရှိမနေဘူးနော်အဲ့တော့ကျမအခုဒီကိစ္စတွေဖြစ်လာတဲ့ခါမှလည်းအဲ့လိုပဲတွေးတယ်ငါလုံးနိုင်တာရဲ့ဘောင်ရဲ့အဝေးကိုကြော်ပြီးတော့ငါအောင်ဤတင်းကြီးခံခဲ့တယ်နော်အားလုံးကိုရှင်းပြခဲ့တယ်ကျမကတော့ပြောတယ်လို့ပဲကျမရှင်းပြရတယ်ဆိုတာကိုဘက်ကလူတွေအတွက်မဟုတ်ဘူးနော်ကိုဘက်ကလူတွေအတွက်ကျမအလုပ်လုပ်ခဲ့တာမဟုတ်တယ်လို့ကိုဘက်ကလူတွေအထင်လွဲမှလည်းနော်စောက်ပြီးကိုနည်းနည်းလေးမှမဆိုင်တာဒါပေမဲ့ကျမစိတ်အနာဆုံးကဘာလဲဆိုတော့ကိုဘက်ကလူတွေပါဆိုပြီးတော့နော်တော်လန်ยีဘက်ကလူတွေပါတော်လန်ยีချောင်းပါနော် တော်လည်ရည်တွေမှာလှုပ်ရှားနေတဲ့လူတွေပါတော်လည်ရည်ကိုဘလို့အောင်မြင်စေချင်တာပါဆိုပြီးတော့ပါဇက်ကအတန်ကောင်းဟစ်နေပြီးတော့နော်ကိုဘက်ကတော့မတွေးဘဲနဲ့ကိုရဲ့အငုံစိတ်တွေကိုရဲ့မစ္စရိယစိတ်တွေနဲ့ဆုံးဖြတ်ကြတဲ့အလကားထင်မြင်ယူဆကြတဲ့ကောင်စားတွေချောင်းနော်ဒီဖန်ရေးစံလုံးကနေကိုနောင်သားမရှိတဲ့အထိလုပ်ပြီးတော့မှနောင်သားမရှိနားတာနောင်သားလုံးဝမကြောက်နောင်သားလည်းလုံးဝမရဘူးဒါကြောင့်ကျင်ညာတဲ့နေ့ကလေးက ဘယ်လိုကောင်းမလဲစုံကြည့်ဆုံးဖြတ်ချက်ဝက်လက်နဲ့မင်းကုံးလေးကြေးရွာအနီးမှာတိုက်ပွဲဖြစ်ပြီးနောက်စစ်အုပ်စု၈ဦးတေဆုံးတိုက်ပွဲဖြစ်ပြီးနောက်ဖမ်းဆီးခံထားရတဲ့အထက်ကဒေသခံ၆ဦးပြန်လည်လွတ်မြောက်လာစကိုင်းတိုင်းဝက်လက်မြို့နယ်မင်းကုံးလေးကြေးရွာအနီးအောက်တိုဘာ9ရက်နေ့ကစစ်အုပ်စုတပ်တွေနဲ့တော်လန်ရေးအင်အားစုတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်အုပ်စု၈ဦးတေဆုံးကတော်လန်ရေးရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့ဒေသခံစီရေးသတင်းရင်းမြစ်တွေကပြောပါတယ် စစ်အုပ်စုတပ်တွေကရှိမကားနဲ့ငားရဲ့ကြေးရွာကနေအင်အားရာနဲ့ချီစစ်ကြောင်းထိုးလာပြီးနောက်မင်းကုန်းလေးရွာကိုစီးနှင်းဝင်ရောက်ရာမှာတော်လန်ရေးအင်အားစုတွေကအသင့်ဆောင်ကျိုးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲအတွင်းစစ်အုပ်စု၈ဦးမျက်မြင်သိဆုံးခဲ့ပြီးတော်လန်ရေးရဲ့ဘော်၂ဦးကြာဆုံးခဲ့တယ်လို့ဝက်လက်မြို့နယ်ရဲ့ပကဖာတာဝန်ရှိသူတဦးကပြောပါတယ်။ ရှိမကအထိုင်ကင်းနဲ့ငားရဲ့ဘက်ရောက်တဲ့ခွေးကင်းနဲ့ပူပေါင်းပြီးမနေ့ကကျွန်တော်တို့ထွက်လာလိုက်တာမင်းကုံလေးလန်းစုံကိုရောက်တဲ့အခါတိုက်ပွဲဖြစ်တယ်တိုက်ပွဲဖြစ်တော့ကျွန်တော်တို့ဘက်ကရဲဘော်နှစ်ယောက်ကြတယ်သူတို့ဘက်ကစစ်အုပ်စုက၈ယောက်လောက်ကြတယ်ဒီထက်တော့ပုံများနိုင်တဲ့အားလုံးတော့အတိမပြုနိုင်သေးဘူးတိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်အုပ်စုတပ်တွေဆုတ်ခွာသွားပြီးနေမြေချင်းထိစပ်နေတဲ့စကိုင်းနဲ့ဝါချက်ကြီးရွာကအင်အားတရပါတဲ့စစ်ကြောင်းတစ်ကြောင်း အေယဝရီမြစ်ကျောင်းကနေစစ်တင်းမောနှစ်စီးဆန်တက်လာပြီးတော့ဝက်လက်နယ်နဲ့စကိုင်းနယ်နမိတ်အနီးကဝါချက်တက်ရွာစင်ကိုင်ငားရဲ့ရွာတွေမှာအင်အားဖြည့်တင်းနေတယ်လို့ဆိုပါရယ်ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်စစ်အုပ်စုတစခန့်ဖြစ်ဖမ်းဆီးထားသူတွေတဲကကလေးငယ်2ဦးအမျိုးသမီး2ဦးအသက်50ကျော်ရွယ်အမျိုးသား3ဦးစုစုပေါင်း6ဦးပြန်လည်လွတ်မြောက်လာတယ်လို့ဒေသခံတွေကဆိုပါရယ်လွတ်မြောက်လာသူ6ဦးကတော့တက်ရွာမှာနေထိုင်တဲ့ဒေသခံတွေဖြစ်ကြပြီး အခုလ၂ရက်နေ့မှာစစ်အုပ်စုတပ်ကဖမ်းဆီးလိုက်တာလို့အဲ့ဒီအခြေအနေကိုတည်တဲ့ဒေတာခန်တူကပြောပါတယ်။တက်ကိုမပြင်းဘူးလို့တခါလေးပြောပေးတာ။ကျမလေးအိမ်အောင်ကြာတာလုံးတမီးစားဘွားအိမ်အောင်တက်ပေါင်း16နှစ်ရှိပြီနော်။တမီးစားဘွားကျမကျမအမျိုးသားတော်မှာလေတမီးစားဘွားမှာရောအခုအိမ်အောင်သက်10နှစ်ကျော်မှာရောတခါမှလေလမယားချင်းစိတ်ဆိုးစိတ်ကောက်လို့အိမ်ဘွားဆင်းသွားတာလို့နော်။ကွဲပြီးကွာပြီးလို့ကျမဘယ်တော့မှမပြောခင်။ကျမပြောတဲ့နေရာလည်းအတီးပဲ။အဲ့လိုပဲ။ ဒီဒေါ်လာကြီးမှလည်းဒီတိုင်းပဲကျမဘယ်တော့မှဒေါ်လာကြီးကရပ်လိုက်ပါမယ်ဘာဖြစ်မယ်ညာဖြစ်မယ်တခါမှမချင်းချောက်ဘူးเนาะချင်းချောက်စရာလည်းမရှိဘူးဘယ်တော့မှလည်းဘသူ့ကိုမှလည်းအဲ့လိုစကားမျိုးလည်းမပြောခဲ့เนาะ fan reason နေနားလိုက်ပါမယ်လို့เนาะ fan reason နေနားလိုက်ပါမယ်ဆိုလည်းဘသူ့ဘယ်တော့မှပြောခဲ့တာမြင်ဘူးလို့လေเนาะဘယ်တော့မှပြောခဲ့တာမြင်ဘူးလို့လေဘယ်တော့မှမပြောခဲ့ဘူးဒါမဲ့ကျမပြောတဲ့စကားဒီအတီးပဲเนาะအဲ့တော့ဟိုဘယ်လိုကောင်းလဲသမီးစားတွေကြားထဲမှာလीတကယ်တော့တရားတရားတစ်ခုခုဆိုညနေခါလည်းပြတ်မယ်เนาะပြတ်မယ်เนาะအဲ့ဒါကျမအချင်မဟုတ်ဘူး ကျွန်မကပြက်ပြီလို့ပြောရတာတကယ်ပြက်ပြီပဲအဲ့တော့ဒီတော်လိုင်းကြီးကိစ္စရဲ့ဒီမှာလဲ ferrisin ကိစ္စတွေမှာလဲကျွန်မကဘယ်လောက်တိုက်ခိုက်တိုက်ခိုက်ကျွန်မဘက်ကရက်လိုက်ပါတော့မယ်နားလိုက်ပါတော့မယ်လူလိုက်ဆွဲနေအောင်ဘယ်တော့မှမပြေဘူးနော်ဒါမဲ့ကျွန်မဆုံးဖြတ်ပြီးတော့နောင်တမရလောက်တဲ့အထိနောင်တရစီရမရှိတဲ့အထိစူးစမ်းပြီးသွားမှာစူးစမ်းစူးစမ်းပြီးသွားတော့မှနော်နောင်တရစီရမရှိတော့တဲ့အချိန်ထိတန်းကြီးခံပြီးလောက်တော့မှနော်ကျွန်မကတည်းကကျွန်မဆုံးဖြတ်ပြီးနားတာအဲ့တော့ဘာကြောင့်နားတာလဲလို့မေးလို့ရှိရင်နော် ဘာကြောင့်နားရလဲလို့မေးလို့ရှိရင်ရန်သူကြောင့်နားတာမဟုတ်ဘူးရန်သူကြောင့်ရှက်လိုက်တာမဟုတ်ဘူးဘသူကြောင့်ဘဝကြောင့်ဘသူ့အမှလက်ညှိုးထိုးစရာမရှိဘူးတခုတော့ရှိတယ်အဲ့ဒါပါလဲဆိုကိုဘက်ကပါတော်လန်ကြီးဘက်ကပါတော်လန်ကြီးကိုအရန်အောင်မြင်စေချင်ပါတယ်လို့ဗဇက်ကအတန်ခေါင်းဟစ်ပြီးတော့နော်ကိုရဲ့မနာသူမစ္စရိယစိတ်ကိုတော့မထိန်သိမ့်နိုင်ကြတဲ့နော်ကောင်းစားရီချောင်းဒါပါပဲဘာမှမဟုတ်ပါကျွန်မနားလို့ရှိရင်ဆက်လုပ်နိုင်တဲ့သူတွေအများကြီးပါဆက်လုပ်လိုက်ပေါ့နော်ဆက်လုပ်ကြပါအဲ့တော့ ဒေါ်လာရေးမှာထပ်ပြီးတော့အဲ့လိုမျိုးစိတ်ဓာတ်တွေမပြင်နိုင်တဲ့ရွေ့နော်အဲ့လိုစိတ်ဓာတ်တွေကိုရှေ့ဆက်ပြီးမွေးမြူနေချာတဲ့ရွေ့တော့နော်ဒေါ်လာရေးမှာငွေရှာနေတဲ့တယောက်ပြီးတယောက်ကိုတည်ပြီးတိုက်ခိုက်လာမှာနော်အခုကျွန်မပြီးသွားပြီကျွန်မကဒီကိစ္စရက်တွေနားပါပြီးစိတ်ပြတ်သားစွာနဲ့တခါလေးလှုပ်လိုက်ပြီနော်အဲ့လိုဆိုလို့ရှိရင်ကျွန်မဒီဒေါ်လာရေးအတွက်ငွေရှာမပေးတော့ဘူးဆိုလို့ရှိရင်တော်လေးတော့ငွေရှာပေးနေတဲ့နောက်ထပ်တစ်ယောက်စီကိုအဲ့ target ကြီးအကုန်လုံးချောက်သွားလိမ့်မယ်။ဘေးနဲ့ဟောတာမဟုတ်ဘူး။စောင့်ကြည့် အဲ့လိုအရာတွေကိုကျမကိုယ်တိုင်ဖြတ်သန်းခဲ့ရတာမလို့ခံစားခဲ့ရတာမလို့နော်အဲ့ဒီမှာလဲထပ်ပြီးတော့အဲ့လိုသွေးခွဲတဲ့ဇကားတွေကိုထပ်ပြီးတော့ခဏကပြောတဲ့စောက်ပေါ်တွေကတော်လန်ကြီးတွေကစောက်ပေါ်တွေကအဲ့လိုထပ်ပြီးယုံကြအောင်မယ်အဲ့လိုသွေးခွဲဖို့လွယ်ကြအောင်မယ်နော်အဲ့တော့အပြင်မှာစောက်ခွက်ကြီးထွက်ပြီးတော့လောက်ကင်နေရတဲ့သူတွေကနော်ရှင်းပြလို့ရတာရှိတယ်ရှင်းပြလို့မရတာရှိတယ်နော် အဲ့ဒီအရာတွေတွေ risk ယူပြီးတော့ဖြည့်ရှင်းပြကြရအောင်မယ်နော်အဲ့လိုဖြည့်ရှင်းပြတဲ့အခါကျလို့ရှိရင်အဲ့လိုဖြည့်ရှင်းရတဲ့အပေါ်မှာထပ်ပြီးတော့ဟိုကောင်လေးကထပ်ဒုက္ခပေးကြအောင်မယ်ရှင်တို့တွေကအဲ့ဘက်ကဒေါ်လန်ကြီးရဲ့ဖြန့်မြင်းနေနဲ့တစ်ဖက်ထဲရက်နေကြတဲ့သူတွေနော်အတန်လာမတူတာနော်ရုပ်တာမတူကြတာနော်ပါဇက်ကပြောတော့တစ်ဖက်ကဘောမှတစ်ဖက်ကတပ်ပါတီနော်တစ်ဖက်ကတော်လန်ကြီးဓမာဘာလို့ပါဇက်ကပြောပြီးတော့ရှင်တို့ကတစ်ဖက်ထဲမှာဝင်အလုပ်လုပ်နေကြတဲ့သူတွေရှင်တို့ဆိုအဲ့ကောင်မျိုးပြောတာပါ ကျမတို့ဒီနေ့ကစပြီးတော့နော်ဒေါ်လာကြီးမှာကိုလှုပ်တဲ့နော်ကိုလှုပ်တဲ့ကိစ္စရက်တွေကိုလှုပ်နိုင်တဲ့ကိစ္စရက်တွေကိုကောင်းကောင်းမွန်မွန်လှုပ်မယ်နော်ကိုအကောင်းဆုံးလုပ်နိုင်တဲ့အရာကိုလှုပ်မယ်ကိုကိုကိုလည်းဂယူးဆိုင်မယ်ကိုဂယူးဆိုင်လို့နိုင်တဲ့လူတွေကိုလည်းဂယူးဆိုင်မယ်နော်ကိုပတ်စံနဲ့ကိုရှာပြီးတော့ကိုဘာသာကိုထောက်ပို့မယ်နော်ကိုတက်နိုင်တဲ့လောက်ကိုလှုပ်မယ်ကိုတက်နိုင်တဲ့လောက်ကိုရှာမယ်ကိုတက်နိုင်တဲ့လောက်ကိုထောက်ပို့မယ်နော်အဲ့ဒီဟာကိုမှလာပြောရင်လီးပဲလို့ဆဲဖို့ရှိတယ်နော်အဲ့တော့ခေါင်းမော်ပြီးတော့လीကျမဘဝတစ်လျှောက်လုံးမှာငွေနဲ့ပတ်သက်ပြီးတော့အပြောမခံခဲ့ဘူးနော် ဘယ်တော့မှလည်းအစော်ကမခံခဲ့ဘူးအဲ့ဒါကိုကျွန်မ9နှစ်နီးပါးတီးခံခဲ့တယ်9နှစ်နီးပါးနော်9နှစ်နီးပါးနေ့စဉ်ရက်ဆက်နေ့စဉ်ရက်ဆက်နေ့တိုင်းနော်နေ့တိုင်းတီးခံခဲ့ရတာနော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အခုချိန်မှာနောက်ထပ်မရဘူးဆိုတော့အဲ့ဒါကိုပြောတာကျွန်မတို့ခဲ့တဲ့ချိန်တုန်းကလေအကောင်းဆုံးလုပ်ဆောင်ခဲ့တယ်နော်မြန်မာပြည်မှာ individual fundraiser တွေထဲမှာနော်ကျမအများဆုံးပါလို့မပြောရင်မဲ့ကျမရှာနိုင်တဲ့ပမာဏရှာဖွေပေးခဲ့တဲ့ပမာဏအကြီးကြီးမားမားတစ်ခုနော် milestone ပေါင်းများစွာရှိခဲ့တယ် အဲ့တော့နားတဲ့အချိန်မှာလေအဲ့လိုပုံစံမျိုးနဲ့နားတယ်နော်ဝင်နဲ့ပတ်သက်ပြီးတခါမှအစောစားမခံရအောင်အဲ့ဟာကို9နှစ်လောက်တင်းကြီးခံပြီးတော့နော်9နှစ်လောက်တင်းကြီးခံပြီးနေခဲ့တယ်အခုဒီမခံတော့ဒီမခံတော့ရတော့တိခန့်စရာမလိုတော့အောင်နံပါတ်1အချက်နေတယ်နော်နံပါတ်1နံပါတ်1အချက်တိခန့်တိခန့်စရာမလိုတော့တဲ့လမ်းကိုရွေးလိုက်တယ်နံပါတ်2အချက်ဒီမခံတော့ဒီမခံတဲ့နောက်ပိုင်းမှာဆက်ပြီးလာတော့မယ်နော်ကျမအဲ့လေးကိုရောက်ပြီလीနော်ကျမအဲ့လေးရောက်ဖို့လိုတာပေါ့ ျမအဲ့လိုတင်းကြီးခံခဲ့တဲ့အရာတွေအလှေရောက်ဖို့လိုလို့တယ်ရောက်အောင်လည်းလုပ်ပါနော်ဘသူဘသူဘက်ကမှတခုခုဖြစ်လာလူဆိုတာခုပါတော့ကိုတယောက်ထည့်ရင်ဆိုင်ဖြစ်ချင်းရတာနော်တယောက်ထည့်ရင်ဆိုင်ဖြစ်ချင်းရတာဘသူဘက်မှချစ်လို့ပါဆိုပြီးတော့ရှေ့ကဝင်းကာလို့မြင်အောင်ကိုတယောက်ထည့်ရင်ဆိုင်ရတာအဲ့လိုပဲကျမတယောက်ထည့်ရင်ဆိုင်ခဲ့တဲ့နေ့ပြီးသွားပြီနော်အခုကစပြီးကျမအလှေလာပြီအေးဈေးလောက်လိုက်အောင်မရှင်နော်ဒီစကားကြီးပြောနေလို့လာနာထောင်နေအကူမကြီး sorry ပါကျမဈေးရောက်တော့မှမလို့ပါ ်လှုပ်လှုပ်လိုက်အောင်နော်အခုကိုပါတာကိုရောင်းရောင်းစရာရှိတာရောင်းမယ်နော်တော်လည်းကြီးမှာကိုပါဝင်လို့ရတဲ့နေရာလေးပါဝင်မယ်လှုပ်စရာရှိတာလှုပ်မယ်ကိုပစံနဲ့ကိုပို့မယ်နော်ကိုပစံနဲ့ကိုပို့မယ်အဲ့ဒါအောင်မှာလာပြောချင်လို့ရှင်လာပြောတဲ့ကောင်လေးကိုစောက်ခွက်ကြီးရိုက်မယ်နော်အမေရိကဆိုရင်တရားစွဲမယ်တခြားနိုင်ငံကောင်စုတခြားနိုင်ငံကောင်ပုံစံတုံ့ပြန်မယ်နော်ဘာလို့မလဲဘာလို့တင်ကြီးခံနေရမှာလဲဘာစောက်ကျေးဇူးရှိလို့တင်ကြီးခံရမှာလဲ 那基本上就讲了一些感冒，比吃药方面感冒还好。那感冒比一些别的，那感冒比一些别。